အားလုံးပဲမိခင်ပါ UK match day ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအောင်လို့မိခင်ပါ Manchester United အသင်းကအခုလက်ရှိမှာ Brian Ambuemo အပြောင်းရွှေ့ကိုအားလုံးသိထားတဲ့အချိန် second bit စပြီးလုပ်ပြီး Fabrizio မှာဖော်ပြထားတဲ့ report ရသူတို့ဒုတိယချိန်ကံလမှုက total package 60ကျော်ရှိတယ် ဆိုတော့ပေါင်တန်း60ကျော်ရှိတဲ့ total package ကအတော့ဘယ်လောက်ပါမလဲဘယ်လောက်ရှိမလဲကျွန်တော်ဘယ်သူမှမသိနိုင်ဘူးဒါပေမဲ့ကျွန်တော်နားလေထားတာကပထမကြိမ်45တန် plus ဒါ10တန်းနဲ့ကမ်းလှမ်းမှုပေးချခံရပြီးတဲ့ချိန်မှာ Bradford အတင်းကသူတို့ရဲ့တိုက်စစ်မှုတွက်အနည်းဆုံးမဒီယက်စ်ကုညာကို ပေးတဲ့ပေါင်62.5တန်းအထက်လိုချင်တယ်အခုဘရန်ဖို့ကရှင်းရှင်းလင်းလင်းကုညာပြောင်းရွှေ့ လိုပဲအံပွဲမှုအပြောင်းအရွှေ့ဖြစ်လာနိုင်တဲ့အချက်ကသူတို့ keep andrew ဆိုတဲ့သူတို့ရဲ့ set piece coach ကိုနီးပြပြခတ်ဖို့သဘောတူပြီးလာမယ့်တစ်ပတ်အတွင်းမှာနီးပြဖြစ်မယ် united ကလည်းအံပွဲမှုရဲ့အပြောင်းအရွှေ့ကို final date ထားတယ်ဂျိုလာဂျူလိုင်9ရက်နေ့ pre season tour မတိုင်ခင်မှာ brian အံပွဲမှုအပြောင်းအရွှေ့ကိုတခါတည်းသူတို့ခေါ်သွားဖို့အတွက်ပြင်ထားတယ်ဆိုတော့ကုညာနဲ့အပွဲမှုနှစ်ယောက်ကသူတို့တိုက်ရှိအတွက်သူတို့ရမယ်လို့သူတို့ယုံကြည်လိုက်ပြီးဆိုတော့ ်ပြောင်းရွှေ့ခြင်းကတော့ကျွန်တော်အလွန်ဆုံးกว่า2တန်း3တန်းပဲกว่าတော့မယ်ဒါပေမဲ့ဒီပြောင်းရွှေ့က United ကဖြစ်မလို့ယုံကြည်ထားတယ်သူတို့ဇူလိုင်9ရက်နေ့မှာ pre-season တို့ပြန်ထွက်တာနဲ့ဒီတိုက်စစ်ပိုင်းမှာအပွဲမှုကိုတခါတည်းခေါ်သွားမယ်ဆိုတော့အခုလောလောဆယ်မှာကလပ်ကပြဿနာတက်နေတဲ့အချက်တွေရှိတယ်ဘာလဲဆိုတော့လူဝယ်ဖို့မှာဆန်ချိုရဲ့အပြောင်းရွှေ့ကဂျူဗန်တက်စ်နဲ့အပြောင်းရွှေ့တစ်ခုရှိမယ်နာပိုလီအပြောင်းရွှေ့တစ်ခုရှိမယ် ်ဂါနာချူအပြောင်းရွှေ့တစ်ခုရှိတယ်နောက်တစ်ဖက်ကသူတို့ထိတ်တန်းတွေက white land ရဲ့အပြောင်းရွှေ့တစ်ခုရှိမယ်ဆိုတော့ man united က striker အတွက်ကသူတို့ကအမှန်တိုင်းပြောရင်လက်ရှိတိုက်စစ်မှုနှစ်ယောက်ထက်ပိုကောင်းတဲ့ striker လိုချင်တယ်ဒါပေမဲ့ yugo akidk ကိုပေးရမယ်တန်းတရာလည်းသူတို့မှမရှိဘူးပေးကြမရှိဘူးသူတို့လိုချင်တဲ့ yokres ကလည်းသူကလည်းသိပ်ပြောင်းဖို့ဆန္ဒမရှိဘူးဒီနေရာမှာအခြားတိုက်စစ်မှုတွေသူတို့ကြည့်ချိန်မှာ white skin ကအခု ယူရို52တန်ပက်ကေ့ချ်နဲ့ခေါ်လို့ရမယ့်အခွင့်အရေးတစ်ခုရှိတယ်။အဲတစ်ချိန်တည်းမှာပဲဒါအခုသူတို့သွားဆက်သွယ်ထားတဲ့သူကခရစ်စတိုဘာအန်ကူကူဆိုတဲ့အပြောင်းရွှေ့ပဲ။အန်ကူကူကိုသူတို့ဆက်သွယ်ထားတယ်။အန်ကူကူကိုသူတို့ဆက်သွယ်ထားတဲ့အဓိကအချက်ကသူတို့ကချဲစီတင်ကလည်းရောင်းမဲ့သူဖြစ်တယ်။အဓိကတော့ဗျာမရောက်ကြဘူးဆိုတဲ့အသင်းတစ်သင်းကတော့ဝယ်တဲ့တိုက်စင်မှုကဈေးကြီးတယ်။အခုမှအံပွင့်မို့လို့ကစားမမျိုး Brentford မှာခြေစွမ်းပြနေတယ်သူတို့ရောင်းဖို့စံနာမရှိဘူး။ဒါပေမဲ့ သူ့ရဲ့ contract ကြောင့်ရောင်းရတဲ့အခါမှာနည်းနည်းခက်ခဲဝယ်ရမယ့်အချိန်မှာလက်ရှိနေသားရာ Christopher Ankuku က Chelsea ကတေချာပေါက်ရောင်းမယ်သူအခု Jimmy Gandes ကိုသူတို့ခေါ်ထားပြီးတော့ William Acevedo ဆိုတဲ့ Brazil လူငယ်လေးရောက်လာသူ့မှာ option လုံးဝမရှိဘူး Lien Dilat လက်တိုက်စစ်မှာရှိတဲ့အတွက်ကြောင့် Christopher Ankuku ကို United ကလိုချင်တယ်လို့ကျွန်တော်သွားဆက်သွယ်ထားတယ်ဒီစားမကပေါင်58တန်းနဲ့ Leipzig ကပြောင်းလာခဲ့သူဖြစ်တဲ့အချိန်မှာ Chelsea ကတန်း90လောက်ထိပြန်လိုချင်တယ်။အဲ့နေရာမှာ Chelsea တင်းလိုချင်တဲ့အန်ခုခုကိုအခုလောလောဆယ်မှာ Chelsea ရောင်းမယ်ဆိုတဲ့အန်ခုခုကိုအခုလောလောဆယ်မှာဒါ United ကစိတ်ဝင်စားအချိန်မှာ Chelsea ဘက်ကဂါနာချိုကိုပြန်ပေးပါဆိုပြီးတောင်းတယ်။ကျွန်တော်လည်းနားမလည်တာက Chelsea ပါလေတောင်းပါလေအဲ့လောက်ညားတာ။ဂါနာချိုကိုဘာကြောင့်လိုချင်လဲကျွန်တော်နားမလည်ဘူး။ဒါပေမဲ့တို့ကပြောတာပေါ့လေအန်ခုခုထွက်သွားရင်ဂါနာချိုပြန်ပေးဂါနာချိုလိုချင်တယ်ဆိုတဲ့သဘောတရားမျိုးတောင်းတယ်။ဆိုတော့ United အနေနဲ့ဘလူးဘက်သူက United ကဂါနာချိုကိုတောက်20ထားထားတဲ့အကြောင်းတော်တော်လေးခက်ခဲခဲခေါ်ဖို့ရောက်ဖို့ခက်တယ်။သူက90လောက်ရှော့ရင်ဖြစ်နိုင်ချေရှိပေမဲ့တောက်20ကအမနိုင်ပြီသူခေါ်တဲ့အသင်းတွေအားလုံးကလက်ရှောင်တောက်20ရမ်းများတယ်အသက်ကလည်း20ပဲရှိတယ်အရင်တုန်းထက်နည်းနည်းပိုကောင်းတဲ့အဆင့်ပဲရှိသေးတယ်။ ဆိုတော့ ready made သုံးရတဲ့အဆင့်ကိုသူ့ကိုထပ်ပြီးတော့လေ့ကျင့်ပြင်ဆင်တာပြုစုပြောင်းထောင်ရအောင်မယ်ဆိုတော့တန်း80ထိ United ပြောင်းရွှေ့ခြေကဒုက္ခရောက်နေတဲ့အချိန်မှာ Chelsea က okay တန်း90နဲ့အန်ခုခုကိုမင်းတို့ယူအသက်20ပဲရှိတဲ့ကာနာချိုကိုငါတို့ပေးဆိုတဲ့သဘောတရား Man United ကလည်း striker တယောက်ကိုလိုချင်တယ်သူတို့သူတို့က wise skin ကြောင့်လည်းသူတို့ကအရင် fan စင်မဖြစ်ဘူးဒါကြောင့်လည်း Luis Toro အခုလက်ရှိ Vlahovic ဆိုတဲ့ United နဲ့တရင်နေတော့နည်းနည်း truck နေတယ် အဲ့တရင်တော့နည်းနည်းထွက်နေတယ်ဒါပေမဲ့သူတို့တကယ်လိုချင်တာကအခု Hugo Akitiki တို့တခြားတိုက်စင်မှုတွေဆိုတော့ဂါနာချူကိုအတုံးချပြီးအန်ခုခုအပြောင်းရွှေ့အတွက်လည်းဖြစ်လာနိုင်လို့ maybe White Sox King ကိုပဲသူတို့ရခေါ်မလားတေချာလာတော့သူတို့ရဲ့တိုက်စစ်ပိုင်းမှာအန်ပွဲမှုကို July 9ရက်နေ့အပီးတိုင်း Man United ကအရခေါ်ယူသွားမှာဖြစ်ပြီးတော့ဒီဒုတိယအကြိမ်ကာလာမှုက Brentford အတွက်လုံလောက်မယ်လို့ United ကယုံကြည်ထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်